ကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ရှိစစ်ကောင်မရှင်ရဲ့နေအကန်လီချောင်းရံကာကွယ်တက်စခန်းကုန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့နေအကန်ပြူအောင်ကုန်းကိုကိုလနီးပါးကြာတိုက်ခိုက်ပြီးတဲ့နောက်အော်တိုဘာလ၁၄ရက်နေ့မှာလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စခန်းကထွက်ပြေးတဲ့တပ်သားတွေကိုဖမ်းမိထားတာရှိတယ်။အချို့ကျတော့လက်နက်ချတာပေါ့။အသေးစိတ်ကိုထုတ်ပြန်ပါလိမ့်မယ်။ ဒီနေ့ညနေမှာအလုံးစုံသိမ်းလို့ရတာပါလို့သတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။နိုင်ငံစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာဟာဝေဇာမြောက်တွေနဲ့စစ်ဖက်သုံးဆက်တွေကိုပါတည်ယူထွက်ပြေးချပြီးနောက်စခန်းနီးထိအေအေတပ်တွေချင်းကပ်သိမ်းပိုင်းမှုတွေပြုလုပ်ခဲ့တာပါ။စစ်ရင်နှန်းတွေကနိုင်ငံကိုမတက်နိုင်ရင် ကပ္ပဆ14ကာကွယ်ပစ္စည်းစက်ရုံကိုအဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။နိုင်ငံကတော့ဘလို့မှနှုတ်မရတဲ့အနေထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီ။ ဒီဝါကုန်းနဲ့ခံပြစ်နေတဲ့ဖွဲ့တွေကြံနေသေးတယ်လို့လည်းသိရပါတယ်လို့အော်တိုဘာလ23ရက်နေ့ကစီးရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။နိုင်ငံဗျူဟာကစစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထွက်ပြေးသွားပြီးလေကြောင်းကနေလည်းနိုင်ငံဗျူဟာကုန်းနဲ့အနီးတစ်ဝိုက်ကိုပြန်လည်ကျဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့အော်တိုဘာ10ရက်နေ့ကစကန်းသိန်းစီးခံရတယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကမကွေးဘက်ကနေအရက်သုံးရှင်တွေပါအင်အားအပြည့်စစ်ရင်နှန်းတွေကို မဆာခ9395တွင်ကိုပို့ဆောင်ခဲ့ပါတယ်။စည်ရင်နှန်းတွေကအားပြည့်ပါစစ်သုံးကားကြီး7စီးဟာပြင်းဝစစ်ဆေးဂိတ်နာချီရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်နေကံဖြူဟာဂုံးတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံရပြီးနောက်ဆက်သွေးလမ်းကြောင်းတွေပါပြတ်တောက်သွားပြီးပြင်းဝစစ်ဆေးဂိတ်ထိစစ်ကော်မရှင်ရဲ့အားရှိပိုင်းတွေရောက်လာပြီးညွန့်ကြားမှုတွေပေးနေတယ်လို့သိရှိရပါတယ်။